မာလလို့ဆိုတဲ့အတိညာဉ်ကင်းမဲ့တဲ့ပုံကိုယ်တွေနဲ့မပေါင်းသင်းမိဖို့အတူမနေမိဖို့မဆက်ဆံမိဖို့ပဏိတလို့ဆိုတဲ့အတိညာဉ်ရှိတဲ့ပုံကိုယ်တွေနဲ့ဆက်ဆံမှုအဲဒီလိုဆက်ဆံမှုကိုအကြောင်းပြုပြီးတော့မာလနဲ့ဆက်ဆံမိတဲ့ပုံကိုယ်တွေဟာဒီဘဝခရီးမှာလည်းပဲဒုက္ခအမျိုးစုံကြုံတွေ့ကြရတယ်။သူညာရှိသူတော်ကောင်းနေနဲ့ဆက်ဆံမိရတဲ့ပုံကိုယ်ကြတော့ဘဝမှာလည်းအေးချမ်းတယ်။နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရရတယ်ဆိုတဲ့ အကျိုးတွေဟာအမတန်မှထင်ရှားတယ်။မကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုဘာလားလို့သတ်မှတ်တယ်။ကောင်းတာတွေးကောင်းတာပြောကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုဗန္ဒိတလို့သတ်မှတ်တယ်ပေါ့။အဲ့တော့ကောင်းမကောင်းဆိုတာကြတော့ဘာနဲ့ဆုံးဖြတ်တယ်လဲ။ကိုကြိုက်ရင် ကောင်းတဲ့အကောင်းဟာအကောင်းလားလဲဆိုတော့အဲ့လိုမဟုတ်ဘူး။ကိုကြိုက်တာမကြိုက်တာနဲ့မဆုံးဖြတ်ရဘူး။အဲ့တော့ကောင်းတဲ့အတွေးဆိုတာတစ်ဖက်သားကိုအပြစ်မဖြစ်တဲ့အတွေးမျိုးတစ်ဖက်သားကိုညှဉ်းပန်းနှိပ်စက်လိုတဲ့အတွေးမျိုး ကိုယ့်ကိုထိခိုက်နစ်နာစေလိုတဲ့အတွေးမျိုး လောကကြီးကိုအကျိုးမပြုတဲ့အတွေးမျိုးလောကကြီးကိုပျက်စီးစေတဲ့အတွေးမျိုး အပျော်မျိုးအလောက်ကံမျိုးတွေဟာမကောင်းဘူးလို့တတ်မှတ်ရမယ်။အများအတွက်အကျိုးဖြစ်တဲ့အတွေးအများအတွက်အကျိုးဖြစ်တဲ့အပျော်အများအတွက်အကျိုးဖြစ်မဲ့အလောက်ဒါတွေကကောင်းတယ်လို့တတ်မှတ်ရမယ်။လူလောကရောက်လာပြီဆိုလို့ရှိရင်ရွေးချယ်လို့ရတဲ့ဘဝမှာပေါင်းသက်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ရွေးချယ်ဖို့လိုအပ်တယ်လို့ ရသော်ဗျာပထမဆုံးမင်္ဂလာခရီးကိုစတင်လျှောက်လှမ်းဖို့ရာအတွက်ဒါကိုဥစွာဟောတာ